ပြိုင်ဝဲဝင်နေရတရုတ်ရာသီဘွားနှစ်ကိုကိုစားပြုတဲ့တိရစ္ဆာန်အကောင်လေးကိုလိုက်ရှာအောင်ဖြစ်ပါတယ်။အားလုံး round 5 round ဆော့အောင်ဖြစ်ပြီးတော့တရောင်းကိုအချိန်မိနစ်20ပေးထားမှာဖြစ်ပါတယ်။အဲ့ဒီမိနစ်20အချိန်ထဲမှာရှာရမယ့်အကောင်လေးကို Viber Group တွေထဲမှာတရောင်းချင်းတရောင်းချင်းစီပို့ပေးမှာဖြစ်ပါတယ်။ round တရောင်းမှာတရုတ်ရာသီဘွားအကောင်6កောင်ပါတဲ့ကတ်6កတ်ကိုဒီရန်ကုန်တိရစ္ဆာန်ဥယျာဉ်ထဲမှာထားပေးထားမှာဖြစ်ပြီးတော့အဲ့ဒါလေးပြိုင်ဝဲဝင်နေရတယ်။ ိုက်ရှာပြီးစူးစမ်းရမှာဖြစ်ပါတယ်။အဲ့ဒါနဲ့တပြိုင်နက်တည်းမှာပဲတိုင်ရွန်ကဒိဋ္ဌံဥယျာဉ်ထဲမှာပြိုင်ပွဲဝင်နေတဲ့မတူပဲစာအိတ်72အိတ်ကိုမတူတဲ့နေရာ72ခုမှာလိုက်ရှာမှာဖြစ်ပါတယ်။အဲ့ဒီ72အိတ်ထဲမှာတရုတ်ယာတီပွားနှစ်အလိုက်ရှိတတ်တဲ့ဇယိုက်လက္ခဏာအချက်တွေ၄ချက်စီ၄ချက်စီထည့်ထားပါတယ်။သူစာအိတ်တအိတ်ကိုတွေ့ရင်တိုင်ရွန်ကအဲ့ဒီ၄ချက်ထဲကကိုကြိုက်တဲ့နှစ်ချက်ကိုယူပြီးတော့မကြိုက်တဲ့နှစ်ချက်ကို အဲ့နေရာမှာပြန်ထားခဲ့ရမှာဖြစ်ပါတယ်။ယာတီဘွားတွေတစ်ခုချင်းစီမှာသူတို့ရဲ့မတူတဲ့ဇာတ်လက္ခဏာလေးတွေရှိပါတယ်။အဲ့ဒါတွေကိုတိုင်ရုံကလိုက်ရှာပြီးတော့ရွေးချယ်ရမှာဖြစ်ပါတယ်။တတ်မှတ်ထားတဲ့အချိန်ကြည့်သွားရင်တိုင်ပွဲဝင်နေရှာဖွေတွေ့ရှိတဲ့တဲ့ယာတီဘွားကတ်တွေနဲ့တိုင်ရုံရွေးချယ်ခဲ့တဲ့ဇာတ်လက္ခဏာတွေကိုတိုက်ဆိုင်စစ်ဆေးပြီးတော့တိုင်ရုံလက်ထက်မှာရှိတဲ့ဇာတ်လက္ခဏာနဲ့ကိုက်ညီတဲ့ယာတီဘွားကတ်တွေအများဆုံးရှာဖွေနိုင်တဲ့တိုင်ပွဲဝင်ရမှတ်ရမှာပါ။ အမှတ်အများဆုံးရတဲ့ပြိုင်ပွဲဝင်ကနောက်တစ်ဆင့်ကိုတက်ရောက်ပြန်ရမှာဖြစ်ပါတယ်